အားလုံးပဲမင်္ဂလာပါဒါကတော့ဒီ pre JD စာအုပ်ရဲ့ RLE session မှာပါတဲ့ unit 1ဖြစ်ပါတယ်ဒီ unit 1เนี่ยအစပိုင်းလေးတွေကိုကျွန်တော်စပြီးတော့ဖော်ပြပေးလိုက်ပါတယ်အဲ့ဒီဒီ RLE section မှာပါတဲ့ဒီ pre JD စာအုပ်ထဲမှာပါတဲ့ RLE session မှာဆိုလို့ရှိရင်တော့သူက RLE ကိုဒီ part of speech နဲ့စတာရဲပေါ့ဟုတ်ပါတယ်အင်္ဂလိပ်စာရဲ့အစက part of speech ပါဆိုတော့မြန်မာစာမှာလည်းဝါစင်က6မျိုးရှိတယ်လို့အင်္ဂလိပ်စာမှာလည်းဝါစင်က10မျိုးရှိပါတယ် ော့ဒီမှာကျတော့သူကကျတော့ဒီဝါရှင်ကတမျိုးချင်းစီကိုသူကပြန်ပြီးတော့ type လေးကြီးခွဲရတာကိုတွေ့ရပါတယ်။နောင်ဆိုလို့ရှိရင်အနာမည်ခေါ်လို့ရတဲ့အရာဟူသမျှကိုကျွန်တော်တို့ကနောင်လို့ခေါ်တယ်။အဲ့မှာဆိုရင်နောင်ကိုသူကနှစ်မျိုးပြန်ခွဲပေးထားတယ်။ concrete noun နဲ့ abstract noun ဆိုပြီးတော့ concrete noun ဆိုတာကျွန်တော်တို့တွေထိတွေ့ကင်တွေ့လို့ရတယ်။နောင်နေဖြစ်ပြီးတော့ abstract noun နေကြကျွန်တော်တို့စိတ်ကစားနံလို့လည်းခေါ်တယ်။ထိတွေ့ကင်တွေ့လို့မရတဲ့နံတွေဥပမာနဲ့ freedom ဆိုရယ်လွတ်လပ်မှု bravery ဆိုရယ်ရဲရဲမှု selfishness ဆိုရယ်တကူကောင်းဆန်မှုပေါ့။ဆိုတော့ ဒါကြတော့ noun ပါဒုတိယအနေနဲ့ pronoun noun ရဲ့အစားသုံးတဲ့နာမ်တွေကို pronoun လို့ခေါ်တယ်ဟုတ်ပါတယ်သူကကျတော့ pronoun ကိုနှစ်မျိုးပြန်ခွဲပေးထားတယ်ကျွန်တော်မှာအမဲအောင်လေးနဲ့ရေးပေးထားတယ် singular နဲ့ plural ဆိုပြီးတော့ပြန်ခွဲပေးထားတယ် i me my mind ဒါမှမဟုတ် plural ဆိုလို့ရှိရင် we us ဒါမှမဟုတ် you you ဒါမှမဟုတ် they them ဆိုရဲအရာတွေပေါ့နောက်လို့အနေနဲ့ buff ပါ buff ကကျတော့ကျွန်တော်တို့တွေပြုတ်လောက်တာရည်နဲ့ဖြစ်တာတွေအဲ့ဒါတွေကို buff တွေကပြော့ပြပေးတယ်ဆိုတော့ pronoun အနေနဲ့ buff ကိုသူကနှစ်မျိုးပြန်ခွဲပေးထားတယ်ပြုတ်လောက်တာရည်အတွက် ပြုလုပ်တာတွေသွားတာတွေလာတာတွေစားတာတွေတောက်တာတွေစားတာတွေအိတ်တာတွေဆိုတော့အဲ့ဒါတွေကကြတော့ action buff တွေဖြစ်တယ်ဥပမာဆိုရင်ကျွန်တော်ရေးရတယ်ဒီမှာဆိုအဝိုင်အောင်လေးနဲ့ရေးရတယ် jog swim fall cry ဆိုရရလေးပေါ့ဆိုတော့ဒီမှာဆိုပြီးတော့အဲဒီမှာ linking buff ဒုတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဖြစ်တည်မှုတွေ state being ပေါ်ပြတဲ့ buff တွေဖြစ်တယ်အဲ့ဒီ buff တွေကကြတော့အဲသူကကြတော့ m is r ဒါမှမဟုတ်ပြီး become လို့ look smell taste အဲ့လိုမျိုးຢာတွေကကြတော့ကျွန်တော်တို့ရဲ့ဖြစ်တည်မှုတွေ အဲတခုခုရဲ့ဖြစ်တည်မှုတွေတခုခုရဲ့တရှိမှုတွေဘီးရင်ကိုဖော်ပြတဲ့ buff တွေဖြစ်တယ်အားကြောင့်မလို့ဒီမှာဆိုရင် buff ဆိုရင်ကျွန်တော်တို့တွေနှစ်မျိုးပြန်ခွဲလို့ရပါမယ်နောက်ဟာတွေကကျတော့ adjective နဲ့ adverb တွေပါဆိုတော့ဒီ adjective နဲ့ adverb တွေကိုကျွန်တော်တို့အနေနဲ့ modifier ဆိုရက်ကောင်းစင်အောင်မှာထည့်ပေးတာပါတယ် modifier ဆိုတဲ့အတိုင်းသူတို့တွေကအထူးပြုခဲ့တဲ့သူတွေပါ adjective အနေနဲ့ကျွန်တော်တို့တွေသင်ခဲ့ရတယ် adjective အနေနဲ့ဘာကိုအထူးပြုလဲဆိုတော့ noun ကိုအထူးပြုတယ် ဆိုတော့ adjective ကဘယ်လိုမျိုးအထူးပြုတာလဲဆိုလို့ရှိရင် noun ကိုမှ what kind ဘာမျိုးစားလဲ which one ဘယ်တစ်ခုလဲ how many ဘယ်လောက်များများလဲဆိုတဲ့ noun ကိုသူကအရေးသွေးလေးတွေကိုအဲ့လိုမျိုးအရေးသွေးလေးကိုပြောပြပေးတယ်။ဥပမာနဲ့ကျွန်တော်မှ cookie တစ်ခုရှိရဲဆိုပါစို့ဆိုတော့အဲ့ cookie ကဘာဘယ်လိုမျိုး what kind ဘာမျိုးစားလဲဆို round cookie လား brown shape အဝိုင်းပုံစံရှိတဲ့ cookie လား square shape ရှိတဲ့ cookie လားအဲ့လိုမျိုးအရေးသွေးပြောပြပေးတယ်။ပြီးတော့ကျွန်တော်မှ cookie တစ်ထုပ်ရှိရတဲ့အတိုင်းပဲအဲဒီမှာ ျွန်တော်ရှိမှာ cookie နှစ်ထုပ်ရှိရယ်ဆိုရင် this ဒီ cookie လာဒါမှမဟုတ် away မှာရှိရယ်ဟို that cookie လာဒါမှမဟုတ်လေမော်ရောင်လားပန်းရောင်လားအဲလိုပန်းရောင်ထုပ် cookie လားအပြန်ရောင်ထုပ် cookie လားအဲလိုမျိုး which one ဘယ်တစ်ခုဆိုတာကိုပြပြပေးရယ်အဲ့ဒါတွေက adjective တွေရယ်လုပ်ငန်းဆောင်တာတွေဖြစ်တယ်ပြီးတော့ how many ကျွန်တော်မှာ cookie ဘယ်နှထုပ်ရှိတယ်နှစ်ထုပ်ရှိရယ်ဆိုရင် two ဒါမှမဟုတ် cookie လောက်အများကြီးရှိရယ်ဆိုရင် many ပြီးတော့ cookie လောက်အချို့ရှိရယ်ဆိုရင် some cookies ပေါ့အဲ့လိုမျိုးအရေးအတွက်ကိုလည်း adjective တွေကပြပြပေးခဲ့ ဒါကကျတော့ adjective တွေလုပ်ငန်းဆောင်တာတွေပေါ့ဆိုတော့ adverb တွေကိုဆက်သွားအောင် okay adverb ကလည်း modifier တွေပဲ तू ကဘာကို modify လုပ်ပြီးလဲဆိုတော့ buff ကို modify လုပ်ပေးတယ် okay ယိုယိုဒီမှာဆိုရင်အစိမ်းအောင်နေရတဲ့အကြည့်ပါ juan swim juan ကရေကူးတယ်ရေကူးတော့ရေကူးတာပဲဒါပေမဲ့ဘလိုမျိုးရေကူးလဲ how ဆိုတဲ့ဟာကို तू က slowly ဆိုတဲ့ ad adverb နဲ့ထည့်ပေးတယ်အဲ့တော့ juan ကရေကူးတော့ရေကူးတာပဲဘလိုရေကူးတာလဲ slowly နေကွေးစွာရေကူးတယ်ပြီးတော့အချိန်တွေဝမ်းဘယ်အချိန်လဲဆိုတဲ့အရာကိုလည်းသူကဖြေပေးရယ်ဆိုတော့အဲ့ဒါ Juwan swims every day Juwan ကဘယ်အချိန်မှာရေကူးရလဲဆိုတော့နေ့တိုင်းရေကူးတယ်ပြီးတော့ဝဲဘယ်နေရာမှာရေကူးရလဲဆိုတော့ Juwan swim there အဲ့နေရာမှာရေကူးတယ်ဆိုရရပေါ့ဆိုတော့ adverb ကအများကြီးရှိရယ်ကျွန်တော်တို့ငယ်ရတဲ့အတိုင်းရတယ် adverb of place adverb of time adverb of manner adverb of frequency ဆိုပြီးတော့အများကြီးသင်ရတယ်အဲ့တော့သိနေတဲ့ Google ပေါ်မှာပြန်ပြီးတော့ရိုက်ရှာလို့လဲ အဆင်ပြေပါတယ်။ Okay ဆိုတော့ကျွန်တော်တို့ဆက်သွားအောင်အဲ့ဒီမှာကျွန်တော်တို့ရေးမှာဆိုရင်အနည်းအမဲအောင်လေးနဲ့ရေးရတယ် preposition preposition ဆိုတာကတော့ noun to another word ဒါမှမဟုတ် word to word ပေါ့နော်။သူကချိတ်ဆက်ပေးတဲ့အရာလေးတွေ preposition ကတော့ကျွန်တော်တို့ရင်းနှီးမိသားဖြစ်မှာပါ။ဥပမာနဲ့မှကြည့်လိုက်ပါ the boy bind the tree the boy bind the tree ဆို the boy နဲ့ the tree နဲ့ကိုကျွန်တော်တို့ကဘာနဲ့ဆက်တာဆိုတော့ bind ဆိုတဲ့စကားလုံးနဲ့ဆက်ပြီးတာဖြစ်ပါတယ် bind က preposition ဖြစ်ပါတယ်နောက်တစ်ခုနည်းနဲ့ဆက်သွားရအောင် proposition က noun to another word ဆက်ပေးရဆိုလို့ရှိရင် conjunction ကတော့စကားလုံးတွေစာကြောင်းတွေ phrase တွေ clause တွေကိုဆက်ပေးပါတယ်အဲ conjunction လို့ပြောလိုက်ပြီဆိုတာနဲ့အများစုကတော့ fan points ကိုပြီးမြင်ပါလိမ့်မယ် for and no bad or yes so ဆိုတဲ့စကားဆက်တွေပါဆိုတော့ဒီစကားဆက်တွေကိုတခြားတိထားခြင်းနဲ့လဲကျွန်တော်တို့ရဲ့ writing ကိုပို့ပြီးတော့ smooth ဖြစ်စေပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကတော့ interjection interjection ဆိုတာကတော့ तू က feeling ဒါမှမဟုတ် emotion တွေကိုပြပြပေးတဲ့အရာလေးပါဥပမာအနေနဲ့ ouch ဆိုတာတခုခုနာသွားတဲ့အတန်းပြီးတော့ go ဆိုရယ် go ဆိုပြီး go ရယ်ဆိုပြီးတော့ဘလုံး go ရဲ့အတန်းအဲ့လိုမျိုးပေါ့ထအော်ဘလုံး go လို့ထအော်ရဲ့အတန်းနေပေါ့ so အဲ့ဒါရင် interjection ဖြစ်တယ်ဒါပေမဲ့ general တွေက interjection ကိုတိတ်ပြီးတော့အရေးမပါဘူးပေါ့เนาะတိတ်ပြီးတော့အရေးမကြီးဘူးလို့ထင်ကြရတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့အရေးပါတယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဒီ writer ရဲ့ feeling တော့မဟုတ်ထဲရ character တွေကဘာတွေဖြစ်နေလဲဘာ feeling တွေဖြစ်နေလဲဆိုတာကိုသူကပြပြပေးတယ်လူသမီးအစ်တင်နေ vocabulary တွေနားမလည်ဘူးဒီအထူးသဖြင့် poetry ကဗျာတွေကဗျာတွေ novel ဝတ္ထုတွေမှာတင်နေတဲ့ vocabulary တွေနားမလည်ဘူးဆိုရင်တော့မှဒီ interjection တွေကိုကြည့်ပြီးတော့အထဲရဇာတ်ကောင်တွေကဘာဖြစ်နေလဲအထဲရဟုတ်နော် writer ကဘာ emotion တွေဖြစ်နေလဲအထဲရဇက်ဇက်အင်ကဘလို့ဖြစ်နေလဲဆိုတာကိုသိနေတယ်ခံမှန်းလို့ရပါတယ်ဒါက interjection ရဲ့အရေးပါမှုပါအဲ့တော့ဒီ8 paragraph speech ကိုသိနေတဲ့ ဆောင်းရောင်းကြောင်းကိုကြီးလိုက်ပြီဆိုတော့ ਨੇ 8 pair of speech တွေကိုခွဲနိုင်တဲ့အထိဘယ်လိုမျိုးလေ့ကျင့်လို့ရလဲဆိုလို့ရှိရင်ဒါကတော့ word detective games လို့ခေါ်တယ်အဲ့ဒီ game ကြီးဆော့လို့ရပါတယ်အဲ့ဒါကတော့တင်းနေတဲ့ passage တွေပေါ့နော် subject တွေမြင်တိုင်းဘယ်ဒါ noun လဲဘယ်ဒါ pronoun လဲစတာတွေကိုလိုက်ပြီးတော့မြင်သားပြီးတော့ group လေးပြီး category လေးပြန်ခွဲတာမျိုးပါအဲ့ဒါမျိုးလုပ်ချင်ရပြင်တင်းနေတဲ့စာကြောင်းတစ်ကြောင်းကိုစာကြောင်းတစ်ကြောင်းစီ subject တစ်ပိုက်စီကို analysis လုပ်လာနိုင်မှာလိမ့်မယ် ဆိုတော့ okay ကျွန်တော်တို့ဓာတ်ရီဓာတ်ရီပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီ grammar rule ပေါ့နော်အခြေခံအကြဆုံး grammar rule တစ်ခုဆက်သွားအောင်အဲ့ဒါကတော့ subject verb agreement ဆိုတဲ့ rule ပါ subject verb agreement rule ဆိုတဲ့ rule ကတော့ဒီမှာဆိုရင် subject နေရာမှာဆိုရင်ကျွန်တော်တို့ဘာတွေဒီ affirmative of speech တွေကဘာတွေရှိနိုင်လဲဆိုတော့ noun ရယ် pronoun ရယ်ရှိနိုင်ပါတယ်ကျွန်တော်အဝိုင်းအောင်လေးနဲ့ရေးပေးတာပါတယ်အဲ့ဒီ subject above agreement rule ဆိုတာက subject များရင် buff များမယ် subject နေရင် buff နေမယ်ဆိုတဲ့ rule ပါ ဥပမာအနေနဲ့ကျွန်တော်ဒီမှာရေးထားတာကိုကြည်ပါ The boy sing sweetly boy ကယောက်ျားလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်မျိုးကျွန်တော်တို့ subject အနေဖြစ်တယ်အဲ့ဒါကြောင့်မျိုးကျွန်တော်နောက်မှာပါလိုက်တဲ့ sing ကိုကျွန်တော်တို့ s ထည့်ပြီးတော့အနေပြောင်းပေးရတယ်ဘာဖ်ပေါ့နော်ဘာဖ်အနေကိုပြောင်းပေးရဖြစ်တယ်ဒုတိယတစ်ခုအနေနဲ့ကတော့ သူရဲ့အောက်မှာရှိပါတယ်အပြောင်းလေးနဲ့ထပ်ပြီးရေးပေးထားပါတယ် student sing sweetly မှာဆိုရင်တော့ student မှာ s ပါပြီးကြောင့်လို့ subject အများပါအဲ့တော့ sing မှာကျတော့ကျွန်တော် re s မလိုပါဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုးရှေ့က subject ပေါ်မူတည်ပြီးတော့နောက်က buff ပြောင်းလဲခြင်းကို subject buff agreement rule လို့ခေါ်ပါတယ်အဲ့လိုမျိုးပြောင်းလဲတဲ့အခါမှာတဲ့ကျွန်တော်တို့တွေ ਨੇ buff တွေနေနေပေါ့နော်ပုံစံအနေပြောင်းလဲတဲ့အခါမှာ နှစ်မျိုးပြန်ခွဲလို့ရပါတယ် regular buff နဲ့ irregular buff ကျွန်တော်အနည်းအောင်လေးနဲ့ရေးပြထားပါတယ်ဥပမာနဲ့ကျွန်တော်တို့ buff သူသဖြင့် buff 2တွေပြောင်းတဲ့အခါမှာ buff တွေပြောင်းလဲရတယ်ပေါ့နော် buff 1တွေ buff 2ပြောင်းတဲ့အခါမှာအချို့သောစကားလုံးတွေအားဒီတိုင်းလေးပဲမပြတ်အစင်မပြတ်ရှိရပေါ့နော်ဥပမာနဲ့ stop ဆိုလို့ရှိရင် PED ပဲပြောင်းလဲသွားတာရှိမယ်ဒါပေမဲ့ irregular buff ကကြတော့တဲ့ buff တစ်လုံးအနေနဲ့လုံးဝလုံးလုံးကြီးပြောင်းလဲသွားတာပေါ့ buff တစ်လုံးအနေနဲ့လုံးဝလုံးလုံးကြီးပြောင်းလဲသွားတာပေါ့ ဥပမာနဲ့ EAT eat ဆိုလို့ရှိရင်88ပြောင်းလဲသွားအဲ့လိုမျိုး irregular buff အဲ့တော့တင်းအနေနဲ့လဲ regular buff နဲ့တင်းအနေနဲ့လဲ regular buff နဲ့ irregular buff ကိုတေးချာချာအတေးချာခွဲနိုင်ဖို့တော့လိုပါတယ်ပေါ့နော်အတေးချာတိထားဖို့တော့လိုတယ် okay ဆိုတော့အဲ့ဒီ subject buff agreement မှာတဲ့ exception ထွင်းချက်လေးတွေရှိတယ်ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့ grammar rule တွေမှာ exception ထွင်းချက်လေးတွေအများကြီးရှိပါတယ် okay ဥပမာအနေနဲ့ တချို့သော pronoun တွေပေါ့နော်တချို့သော pronoun တွေက subject နေရာမှာရောက်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုး subject verb agreement မှာချွင်းချွင်းချက်လေးတွေရှိပါတယ်ဥပမာညာ normal ဆိုပြီးတော့ကျွန်တော်ရေးထားတယ်အစိမ်းရောင်စာကြောင်းလေးကိုကြည့်ပါဒါကတော့ normal စာကြောင်းပေါ့နော် standard စာကြောင်းကျွန်တော်တို့ရဲ့ပုံမှန်စာကြောင်းတစ်ကြောင်းပေါ့ simple sentence ပေါ့ they know how to write သူတို့တွေဘယ်လိုရေးရမလဲဆိုတာကိုသူတို့သိတယ် they ဆိုတဲ့ pronoun pronoun က subject pronoun ဖြစ်တယ် they သူတို့ကအများပြတဲ့အကြောင်းမလို့နောက်က know သည်အများဖြစ်တယ် เนาะအများကြီးတကြမလို့ they and o w no sd ပါတယ် esa မပါဘူးအတိုင်းမဲ့အဲ့ဒီ subject နေရာမှာလာတဲ့ pronoun က indefinite pronoun တွေဖြစ်နေမှာဆိုလို့ရှိရင်တဲ့သူ့မှာခြွင်းချက်လေးရှိပါတယ်တဲ့အဲ့ဒီ indefinite pronoun တွေဒါရဲ့ subject နေရာမှာလာတယ်ဆိုလို့ရှိရင်နောက်က like တဲ့ buff တွေအများအနေဖြစ်နေရပါမယ်တဲ့ ဥပမာအနေနဲ့ဒီမှာဆိုလို့ရှိရင် everyone indefinite pronoun တွေဆိုရင်အများကြီးရှိပါတယ်။ဒီအနေနဲ့ရှာလို့လည်းရပါတယ်။ကျွန်တော်ကဒီမှာသုံးခုလေးပြပြထားပါတယ်။ everyone, someone, somebody. so အဲ့နောက်မှာလိုက်ရင် know ဒီ s ပါပါမယ်။ everyone knows how to write, someone knows how to write, somebody knows how to write. အဲ့လိုမျိုးပါ။ okay ဒါကတော့ GDRL ရဲ့အစပဲဖြစ်ပါတယ်။အင်္ဂလိပ်စာမှာဆိုရင်လုံးဝအခြေခံက8 part of speech နဲ့ဒီ subject verb agreement rule ဆိုတဲ့အဥပဒေတားလေးပဲဖြစ်ပါတယ်။ PGD McGraw ရဲ့စာအုပ်ထဲမှာပါတယ် RLE section ရဲ့အစပိုင်းလေးကကျွန်တော်သင်ခန်းစာအကျိုးကိုကောင်းလို့ဖျက်ပြသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါဦးမယ်ကျေးဇူးပါမင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေ